လောကမှာသုံးမတွင်တယ်လို့မရတဲ့လူ၃မျိုးရှိတယ်။အဲ့ဒါကဘာတွေလဲလို့မေးရင်နံပါတ်1အတိညာမရှိတဲ့ပုဂ္ဂိုလ်အတိညာမရှိတဲ့ပုဂ္ဂိုလ်တွေကိုပြောဆိုသုံးမလို့မရဘူး။နံပါတ်2အတိညာတော့ရှိတယ်။ဒါပေမဲ့ငါမသိတယ်။ငါမတတ်တယ်။ငါမမြတ်တယ်ဆိုပြီးတော့မာမနာအာကြီးအတ္တဥစီတဲ့လူမျိုး ဘလို့လူမျိုးမှသူ့ကိုဆုံးမလို့မရဘူး။နံပါတ်3ချက်စိတ်ဓာတ်ယုံညံ့တဲ့လူတွေစိတ်ဓာတ်အောက်တန်းကြတဲ့လူတွေအဲ့လိုလူမျိုးကိုဘယ်တော့မှသွားပြီးတော့ဆုံးမလို့မရဘူး။ဒါကြောင့်လူကြီးမိဘတွေအနေနဲ့ဆရာသမားတွေအနေနဲ့သတိထားရမှာကကိုသားသမီးကိုရဲ့တပည့်သားတွေပြောဆိုဆုံးမလို့မရတဲ့အခါကျရင်ဒေါသတွေမထွက်မိပါစေနဲ့။ဘာကြောင့်လဲဆိုတော့ တချို့ကဘလောက်ပဲပြောဆိုဆုံးမဆုံးမအဲ့ဒါတွေကို နားလည်လက်ခံနိုင်တဲ့အသိဉာဏ်မပါတဲ့အခါဘလောက်ပဲဆုံးမဆုံးမမရမမနာကြီးတဲ့ပုံကမျိုးတွေနဲ့တွေ့ရင်လည်းဘယ်တော့မှကိုတိကိုတက်ဆရာလောက်ပြီးတော့မှပဲဖြစ်ဖြစ်ကောင်းစေခြင်းလိုပဲဖြစ်ဖြစ်တွားပြီးတော့ဆုံးမမနဲ့မရနိုင်ဘူးစိတ်ဓာတ်အောက်တန်းကြတဲ့လူတွေဘလောက်ပဲဆုံးမဆုံးမမရဘူး မြတ်စွာဘုရားတောင်မှဆုံးမလို့ရတဲ့ပုဂ္ဂိုလ်ကိုပဲဆုံးမတယ်ခြေချွတ်လို့ရတဲ့တတ္တဝါကိုပဲခြေချွတ်ခဲ့တာဒါကြောင့်ကိုပြောစကားနားမထောင်တဲ့သာသမီတပည့်သားတွေနဲ့တွေ့တဲ့အခါငါပြောတဲ့အတိုင်းမဖြစ်ရကောင်းလားဆိုပြီးတော့ဒေါသမပွားမိပါစေနဲ့နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေကိုချွေးနေတာနဲ့ကိုရှာထားတဲ့အရာကိုမိဘကိုကြွေးခြင်းနဲ့ကြွေးမယ်ကိုသားသမီးကိုကြွေးမယ် ဘေးကကိုလူချင်းတဲ့နေရာတက်ကြီးရွယ်ဦးတွေဘိုးဘွားရိတ်သားတွေပရဟိတเจ้าတွေစစ်ဘေးရှောင်တွေရေဘေးသင်ပြည်သူတွေငလျင်တန်တွေဘုန်းကြီးเจ้าတွေဖះเจ้าကံတွေကိုလူချင်းတဲ့နေရာမှာလူမှာပေါ့ကိုရှာထားတဲ့ငွေကြီးနဲ့ကိုလူတာလေဒါကိုကိုဘက်ကနေကြည့်ပြီးတော့မှမနာလို့ဖြစ်เสียရလဲဘာเจ้าဟုတ်မှမရှိအပြစ်ပြောเสียရလဲဘာเจ้าဟုတ်မှမရှိဘယ်နာမှာသွားလူပါလို့လဲပြောပိုင်ပုံမရှိဘူး ဘုန်းကြီးเจ้าတွေမြန်မာနိုင်ငံမှာတိုင်းနဲ့တောင်းနဲ့ချီရှိနေတာပဲเจ้าနိုင်ကိုလူနေတာမဟုတ်ဘူးလေသူတို့တရားတရားရှိတဲ့နေရာ သူတို့စိတ်ထဲမှာစိတ်ချမ်းသာတဲ့နေရာမှာလူတာပဲဒါကိုအပြစ်ပြောလို့မရဘူးဒါကိုသွားဝေဖန်လို့မရဘူးဒါကိုမလူပါနဲ့လို့တားဆီးလို့မရဘူး